အဲတော်ပြောမှုကောင်းပါတယ်တကယ်ကိုအလူလဲရဲ့နေဆိုလို့ရှိရင်ပကံတမျိုးလုံးမှာအလူလောက်ချင်တဲ့မြင်းလဲလေးတွေနဲ့တကယ်မြမယူရတယ်ဖြစ်တယ်တပကံမှာဆိုတော့တကယ်မြင်းလဲလေးတွေနဲ့အမှတ်ပြတ်တော့ဖြစ်တယ်ဆိုတော့ဟိုလုံနေတဲ့အချိန်မှာဖတ်ပေါ့နော်အခုပြီးသွားတဲ့အချိန်လေးမှာအဲဓာတ်ပုံလေးဗီဒီယိုလေးပြန်တက်လာရင်တကယ်ဟိုဝမ်းသာပါနော်မေရောကကျတော့ဒါဗုဒ္ဓဘာသာဆိုတော့လေအဲကိုယ့်ရဲ့ဒီကိုပြုရတဲ့တာတာပေါ့ဟို တာခံပြုတ်ရတဲ့အချိန်မှာလည်းကိုတစ်ဖက်တစ်လမ်းနေကိုပြီးတော့အိုးကနေပြီးတော့လုတ်ခွင်ရတဲ့အတွက်ဒီကုသိုလ်လေးကတကယ်ကိုဝမ်းသာတယ်ပေါ့နော်ဟိုပြီးတော့ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်အင်းနာဆွေမျိုးတွေဆိုလည်းလာကြတယ်တကယ်ချင်းတွေဆိုလည်းလာကြတယ်ဆိုအားလုံးကလည်းအဲဒါကုသိုလ်လေးထပ်တူရမယ်ဖြစ်တယ်ကဲကော နေချင်တဲ့မာမီဟာဖြူစင်မိုးဆိုတဲ့ character လေးကနေပြီးတော့ပါတယ်အဲ့ဒီဖြူစင်မိုးရဲ့ character လေးတော့အဲဒီဝိညာဉ်ပုံစံမျိုးလေးပေါ့ဟိုမျောနေပုံစံမျိုးလေးလည်းပါတယ်ဆိုတော့ तू ကသူဒီလူ့ဘဝမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ကိုသူတဆင့်ပေါ့နော်ဒီကအခုညတောင်းတဲ့သဘောမျိုးလေးတရုပ်ဆောင်ထားရဲဆိုတော့ဒီကလည်းတော့ဝိညာဉ်ကောင်မလေးပုံစံမျိုးလေးပါ အဲဆိုတော့အဒီကကလည်းမှတ်ကြပါပဲဝိညာဉ်ပုံစံလေးကြာနေနဲ့ရှားတယ်လေပြတရေလည်းမဟုတ်ဖဲနဲ့သူကဒါ horror လေးနဲ့နည်းနည်းပါတယ်ပေါ့နော်ဒါပေမဲ့ comedy အဲ drama လေးလည်းပါတယ်အဲဒီမှာအစုံငန်းတွေကကိုမင်းမင်းနဲ့ရဲတိစားနေပုံများပါတယ်မှတ်ကြရစီနော်ဒီမှာဒီကတော့ကိုမင်းမင်းနဲ့ကတော့ gain ပုံများတော့နေဟိုအမှတ်ကြတော့အများကြီးပါပဲဒီကားလေးထဲမှာဆိုလို့ရှင်ကိုနေကကိုကဒီ ပေပီးရဲ့သူတွေနဲ့ဟိုပြောလို့ရရဲဆိုတော့သူမျိုးပေါ့เนาะမိကကျတော့အဲ့လိုဝိညာဉ်ဘဝနဲ့ကိုကြီးတောင်းတဲ့သူမျိုးပေါ့ပြီးတော့တေစားကျတော့မိရဲ့ဒီသူဘဝတုန်းကကောင်းလေးပေါ့အဲသူတစ္ဆာဖောက်တာကိုလည်းမိကဒီဟိုဟိုဝိညာဉ်လွင့်နေတဲ့အချိန်မှာမြင်ရတယ်ခင်အဲ့လိုသဘောလေးပေါ့ ခံနေရတယ်။အော်ဒီနေ့ပတ်သက်ပြီးတော့ဝင်းနေဝင်းနေကကြာတော့မင်းရဲ့ဒီအင်းတွေရတဲ့ခြေချာမင်းစက်ပစ်ကကြာကဆောင်းနားမိနေလေဖြစ်တယ်ဆိုတော့အဲဒါပေမဲ့ဒီဒီနှစ်မလို့ဆိုတာချက်ဒီနှစ်မှာလောက်ဖို့အရင်နှစ်တွေကမင်းစဉ်းစားထားတာဆိုတော့ဒီနှစ်ကတော့လောက်ကိုလောက်ဖြစ်မယ်နှစ်ပြီဆိုတော့ဒီအဲဒါလေးကိုရီချာလေးစီစဉ်ပြီးတော့အဓိကတော့အဖေကအလုံးပေါ်ဆက်ဆက်ရစီစဉ်ပေးရပေါ့နော်မင်းကအလုံးကလည်းများနေရဆိုတော့အစစအရာစီစဉ်ပြီးပြီးတော့ကိုအမိလုတ်ချင်တဲ့ဟာလေးကိုအကောင်းဆုံးကောင်ဖြစ်ဖ ေါ်ဝင်ရတယ်ပေါ့လေကိုသူပြေးဝင်ရတော့တကယ်ကိုဝမ်းသာပါလားအစင်းမတပါဘူးမောင်ရင်တော့30တပါဟုတ်ကဲ့အဲမဟုတ်ပါဘူးမင်းအတက်ကဒီနှစ်ကရော30ပြည်တာဆိုတော့လေထိပ်စီတောင်းနေပြောင်းနေနှစ်လေးဆိုတော့ဒီဟိုးရင်တွေကဒီအတက်ရွယ်ရောက်လို့ရှိရင်ဒီလိုမျိုးလေးလုပ်မယ်ဆိုတာဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရစဉ်းစားထားတာဆိုတော့ငငယ်လေးကအိမ်မက်ပေါ့နော်ဆိုတော့ဒီနှစ်မှာ drill လုပ်ဖို့ဟုတ်ကဲ့တတိကြီးကလေး ပြီးဒီအရန်ဖြစ်ပါတယ်အရန်ကိုကိုတက်နိုင်တဲ့အဒီကုတူပေါ့နော်ကိုလှုပ်ချင်တဲ့အရာလေးကိုလှုပ်ပြရတာဆိုတော့အရန်ဟိုဝတ်တာအဲတော်ပြောမှုကောင်းပါတယ်တကယ်ကိုအလူလဲရဲ့နေဆိုလို့ရှိရင်ပကံတမျိုးလုံးမှာအဒီလှုပ်ချင်တဲ့မြင်းလဲလေးတွေနဲ့တကယ်မြမယူရတယ်ဖြစ်တယ်တပကံမှာဆိုတော့တကယ်မြင်းလဲလေးတွေနဲ့အမှတ်ပြတ်တော့ဖြစ်တယ်ဆိုတော့ဟိုလှုပ်နေတဲ့အချိန်မှာဖတ်ပေါ့နော်အခုပြီးသွားတဲ့အချိန်လေးမှာအဲဓာတ်ပုံလေးဗီဒီယိုလေးပြန်တက်လာရင်တကယ်ဟိုဝတ်တာ ်ဟင်းပါနော်မင်းတို့ကကျတော့ဒါဗုဒ္ဓဘာသာဆိုတော့လေအဲကိုယ့်ရဲ့ဒီကိုပြုရတဲ့တာတာတာပေါ့ဟိုတာတာပြုရတဲ့အချိန်မှာလေကိုတစ်ဖက်တစ်လမ်းနေကိုပြီးတော့ကိုကနေပြီးတော့လှုပ်ခွင်ရတဲ့အတွက်ဒီကုသိုလ်လေးရတကယ်ဟိုဝမ်းသာပေါ့နော်ဟိုပြီးတော့ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်အနည်းနာဆွေမျိုးတွေဆိုလဲလာကြတယ်တကယ်ချင်းတွေဆိုလဲလာကြတယ်ဆိုအားလုံးကလည်းအဲဒါကုသိုလ်လေးဖြစ်တူရမယ်ဆိုတော့ အဲကိုပုံစံဆိုတာထဲအမော်နော်ဟိုကိုရဲ့တစ်နှစ်တစ်နှစ်အတွင်းမှာပြောင်းလဲသွားတဲ့ experience ကများတယ်လीနော်တစ်နှစ်အတွင်းမှာကိုဖြစ်ချင်တဲ့အရာတွေဖြစ်တယ်လို့မဖြစ်ချင်တဲ့အရာတွေလည်းဖြစ်ခဲ့တာပဲဆိုတော့ဘာဖြစ်ဖြစ်ဒါတွေကိုမိကတင်ငန်းစာယူတယ်ယူပြီးတော့ရှေ့မှာကိုအသက်ကြီးလိုက်ချိန်မှာတစ်နှစ်တစ်နှစ်ဘာတွေပုံပြောင်းလဲရမလဲလူတွေပုံမှာဘယ်လိုဆက်ဆံရမလဲဘယ်လိုကိုကောင်းအောင်နေထိုင်ရမလဲဆိုတာနားလည်လာတယ်ပေါ့အရင်တော့ဆိုလို့ရှိရင်တော့ ိုဘယ်လိုဘဝထက်တာပုံများတယ်မဂျူမြပိုင်းနေမှာတင်ရချင်းစီမှာလို့ပျော်ရွှင်စရာမရှိတော့တသိလေးပျော်ရွှင်စရာလေးကိုတွေးပြီးတော့ဖက်တန်းနေဆိုတော့ဘရမမီအခုနောက်ပိုင်းစိတ်ရစရာတည်းမရှိတော့ဘဲနဲ့ပျော်လာတယ်ဒီနေ့တည့်ရတည့်ရတည့်ရရှိရောရှိအဲ့လိုမှမရှိသေးပါဘူးအဲအလုပ်ကိုတော့အရင်စူးစမ်းနေပေါ့ဒါတော့စဉ်းစားစဉ်းစားနေပါတယ်အဲ့လိုမျိုးပေါ့ တော့30ရဲမှာကိုယ့်ရဲ့အဲ့လိုမျိုး payment တွေဆိုတဲ့ account နဲ့ပေါ်နိုင်နေစင်းတယ်เนาะဒါတရုတ်ဆောင်မှာမဟုတ်လို့ကိုယ့်ရဲ့စီးပွားရေးဘက်မှာဆိုတော့ကိုယ့်ဘောက်ကိုတည့်ရတယ်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ဘလို့ကိုယ့်ရဲ့ goal တွေကပြည့်ပြီခင်ဗျာဘယ်လိုလဲလောက်ရှိတယ်ပြည့်ရဆိုတာဆက်သွားအောင်ပါပေါ့နော်ဒီတက်ရွယ်ထဲတာလူတွေဆိုတာအသက်ကြီးလာလို့ရှိရဆိုတော့အဲနောက်ထပ်အသက်ရွယ်မှာနောက်ထပ်ဖြစ်နေတဲ့ goal တွေလည်းအများကြီးရှိသေးတယ်ပြီးတော့အဲနောက်ဟို ဒါတော့ဒါအလုပ်ကြိုးစားတဲ့အချိန်ပေါ့နော်အဲကြီးလာတဲ့အချိန်မှာလည်းကိုချစ်တဲ့သူရှိနိုင်လေချစ်တဲ့သူနဲ့ဒီစိတ်နဲ့ကိုလည်းဒါမင်းကြီးဆိုရင်လည်းကို့ဘက်ကလည်းကြိုးစားတယ်ပြီးတော့ဒါမိသားစုတွေရောပြီးတော့မိရကျတော့အဲ့လိုခီးထွက်ရကြိုက်တယ်ဆိုတော့နောက်ပိုင်းကျရင်အလုပ်လဲလုပ်ပြီးတော့ခီးလဲထွက်ချင်တယ်ကဲမှာပဲခြေကြောက်မှာဖြစ်တယ်အဲဘာကတော့ဒါအလုံးလုပ်ငန်းဆိုတော့အများကြီးတော့ဖြစ်တဲ့နေရာပေါ့နောက်တခြားအဲ့လိုမျိုးဟိုနေရာကြီးတွားချင်တာပေါ့ဘာလို့ကိုမရောက်ဘူးတည်းရဲ့နိုင်ငံလေးမျိုးပေါ့ ဟုတ်ကဲ့အာမေးလို့ရတူတီလေးချုံနဲ့ဆီမီစုတဲ့ရုပ်ရှင်လေးကိုရုပ်ရှင်လေးကိုအပေးပါလို့မြေပြောချင်ပါတယ်